ပရိသမေစီများအလုံးမင်္ဂလာပါရှင်။မပြတ်စနေရနေ့ကတော့ပိတ်တယ်ပေါ့နော်။အဲဒီအတွက်ကြောင့်မို့လို့အပွင့်နေ့တော်မတင်ပေးသေးပဲနဲ့73925 ပြီးတော့3 3 36တိပေါ့နော်ဖွင့်နေရနေပြီးတော့ဒါမဲ့အပိတ်နေဒီတပတ်စာပတ်သေးလေးပေါ့နော်တင်ပြလိုက်မယ်နော်အဲ့တော့အချိန်လေးနဲ့ရနေတဲ့အတွက်ကြောင့်မို့လို့ဒီတပတ်တော့တပတ်စာပတ်သေးလေးရှာပေးလိုက်တယ်နော်တပတ်စာဆိုရင်ဒီတပတ်က၄ရက်ပဲရှိတဲ့အတွက်ကြောင့်မို့လို့၄ရက်စီဖြတ်ပြီးတော့တွက်ပေးထားတယ်နော်ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်ပါပါမယ်ဒီမှာရှိတာကတဲရှက် လေးတရှင်းနှလုံးပေါင်းတော့ကို9ရက်4ရက်ပေါင်းတော့ပေါင်းချင်းဘယ်လောက်ရမလဲတော့ဟုတ်ပြီเนาะတပတ်ဆံမှာတိုက်ကြည့်ရအောင်เนาะတပတ်ဆံမှာ3ပတ်သီး3လေးဘယ်နှချင်းထွက်လဲတစ်ချင်းနှစ်ချင်း3ချင်းထွက်သွားတယ်ပေါ့เนาะဒါဆိုရင်နောက်ထပ်ဒီပင်လေးကိုပဲဆက်သွားကြည့်အောင်เนาะနောက်ပတ်မှာဒီမှာ3ညာ 3ခွန်ပေါ့เนาะ3ည3ပေါင်းတော့3ခွန်ပေါင်းတော့ပေါင်းခြင်းက3ည3ညပတိလေးလို့ပြောထားပါတယ်။ဒါဆိုရင်အောက်မှာရှိတဲ့၄ရက်အတွင်းတစ်ပတ်မှာ3ညပတိလေးတစ်ချိန်ထွက်သွားတယ်။ဟုတ်ပြီเนาะ။ဒါဆိုရင် ဒါမဲ့ပတ်တွက်ဆို9တညာတက်ပါเนาะ9တညာပေါင်းတော့ကို9ရက်တည်းရေပေါင်းတော့ပေါင်းချင်း3ညာဒါမဲ့ပတ်တွက်ထွက်လာတဲ့ပတ်တိတလုံးတမောင်းဆုံးတလုံးကတော့3ညာဆိုပြီးတော့ထွက်လာတယ်เนาะအဲ့တော့3ညာပတ်တိပါ3ညာမွေရပါမယ်เนาะဒါဆိုလို့ရှိရင်နောက်ထပ်တလုံးထပ်ပြီးတော့ရှာပေးထားတယ်เนาะနောက်လုံးမှာတွားရအောင်เนาะဒီမှာ ငါးခွန်နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะအဲ့တော့နှစ်ပတ်သေးသေးကြည်ပါမယ်เนาะတပတ်စာမှာဘယ်နှချိန်ထွက်လဲဒီမှာနှစ်ဒီမှာနှစ်ဒီမှာနှစ်ပေါ့เนาะနှစ်ဆိုပြီးတော့ထပ်ထားတယ်ဒါဆိုရင်လာမယ့်ပတ်တွက်ဆိုရင် sorry ပါเนาะနောက်တစ်ပတ်အတွက်ပါသုံးနှစ်နှလုံးပေါင်းเนาะပေါင်းခြင်းငါးထွက်တယ်เนาะဒါဆိုရင်ငါးထွက်တယ်လားအောက်မှာတိုက်ကြည့်အောင်เนาะဒီမှာပါ9 9 9 ဆိုပြီးတော့ငါးတချင်ထွက်ထားပါတယ်เนาะဆိုရင်ကိုနာမည်ပတ်တော်က6ခွန်နှလုံးပေါင်းပေါင်းခြင်း၃လေးပါเนาะ၃ပတ်တီဆိုပြီးတော့ရှာတွေ့ထားပါတယ်ဒါဆိုရင်နာမည်ပတ်တော်ရှာတွေ့ထားတဲ့ပတ်တီနှလုံးကတော့၃ညရေ၃ရေဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါညီမရှယ်ရတာကိုချက်ပတ်ခြင်းဖြစ်ပါတယ်ကိုလိုမတို့ချက်တိမချက်နဲ့တမဲဆိုလိုက်ပြီးတော့ကစားကြပါเนาะ အားလုံးပဲနာမည်ပေါ်မှာစင်ပြေကံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်လက်ဖြတ်ပါတော့ဖွင့်နေအတွက်လေးတိုက်လေးပို့တင်ပေးမယ်နော်အဲ့တော့အပိတ်ကြပါအောင်လို့ပြောပြပါတယ်ဘိုင်ဘိုင်ပါ